ားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ channel လေးကိုအချိန်ပေးပြီးဝင်ရောက်နှာစင်ပေးတဲ့ clicker များအားလုံးစိတ်အချမ်းသာခြင်း၊ကိုယ်အချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဦးစွာဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ရှင်။ဒီနေ့မှာတော့ဆရာတော်ရာမင်းရေးသားထားတဲ့လူငယ်တယောက်စိတ်တက်ကြနေသည်ဆိုတဲ့စာအုပ်လေးထဲမှာအနာဂတ်ပျောက်သူလိုခံစားရတဲ့အခါဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်။ဦးစွာဆရာအားခွင့်တောင်းချင်ပါတယ်ရှင်။ ကျမတို့ channel လေးအတွက်ဒီစာအုပ်လေးကိုဖတ်ခွင့်ပြုပေးပါရင်ဒီနေရာကနေလေးစားစွာတောင်းဆိုအပ်ပါတယ်ရှင်။အားပေးနာဆင်ပေးကြပါအောင်ရှင်။အနာကပြောက်တယ်လို့ခံစားရတဲ့အခါဘဝဆိုတာရုန်းကန်ခြင်းပါပဲ။ဒီအတွက်ကြောင့်ကျွန်တော်တို့တွေရှင်သန်နေတည်းရောရုန်းကန်နေရအောင်ပါ။ဒီလိုရုန်းကန်ရတဲ့အခါကျွန်တော်တို့ဘဝမှာအဆင်မပြေတာတွေဖြစ်လာနိုင်တယ်လို့လမ်းပြောက်တာတွေအနာကပြောက်တာတွေလည်းရှိလာနိုင်ပါတယ်။ လမ်းပြောက်တလို့အနာကက်ပြောက်တလို့ခံစားနေရတဲ့လူငယ်တွေကိုကျွန်တော်ကပုံမြင်လေးတစ်ပုဒ်ပြောပြပေးပါမယ်နော်။တခါတော့ကကြွက်ကလေးနှစ်ကောင်ရှိတဲ့။အဲ့ဒီကြွက်ကလေးတွေဟာအစာရှာထွက်လာရင်တစ်ပင်ကြီးပေါ်မှာရှိတဲ့ငှက်စာကြွေးထားတဲ့အစာစာတွေကိုတွေ့သားတဲ့။ဒီလိုနဲ့ကွက်တီပဲဆိုပြီးကြွက်ကလေးနှစ်ကောင်ဟာတစ်ပင်မောကိုတက်လာရင်မထင်မှတ်ပဲတစ်ပင်ရဲ့ဘေးမှာရှိတဲ့တွင်ဟောင်းကြီးတွေကိုပြုတ်ချသွားတဲ့။တွင်ထဲမှာမွေးဥတွေရှိနေတာမို့ တွင်ဟောင်းကြီးဟာမွေးရေကျဆားရနေရဖြစ်တဲ့အကြောင်းကြွက်ကလေးနှကောင်ကသိသွားတဲ့ဒီတခါပထမကြွက်ကလေးကမကြခင်မွေးရေရောက်လာပြီးငါတို့နှကောင်ကိုတတ်စားကြတော့မယ်ငါတို့ဘဝတွေတော့သွားပါပြီတွင်ကြီးကလည်းအနတ်ကြီးမို့အပေါ်ရောက်ဖို့ကြိုးစားလဲအလကားပင်မယုံမဲရှိမယ်ဆိုပြီးစတင်အော်ဟစ်ငိုကြွေးနေပါတဲ့ဒုတိယကြွက်ကလေးကတော့တိတ်တိတ်လေးနေပြီးဒီလိုခက်ခဲတဲ့အခြေအနေကိုဘယ်လိုကျော်လာရမလဲဆိုတာမျက်စိရှင်ရှင်ထားပြီးပတ်ဝန်းကျင်ကိုအ개ခတ်နေတဲ့ တကယ်တော့သူလဲငွေတွေရဲ့ရန်ကိုကြောက်နေခဲ့ပြီမဲ့ဒီအခြေအနေကိုအော်ဟစ်ငွေကျွေးနေခြင်းဖြင့်ဖြေရှင်းလို့မရကြောင်းဒုတိယချက်ကလေးကအကောင်းကောင်းသိတာမို့တွင်းကြီးတွေရတယ်လွတ်မြောက်နိုင်မယ့်နိလန်းကိုသူရှာနေခဲ့တာလည်းဖြစ်ပါတယ်ဒီလိုနဲ့မျက်စိရှင်ရှင်လေးထားလွတ်မြောက်နိုင်မယ့်နိလန်းကိုခတ်တတ်တတ်လေးရှာဖွေရင်မကြမီပါပဲတွင်းဟောင်းကြီးရဲ့ခက်မြင့်မြင့်နေရမှာတစ်ပင်အမြင့်တချို့ကထိုးထွက်ပြီးရှော့ဆင်းနေတာကိုတွေ့လိုက်ရတဲ့တို့ပေမဲ့ တင်းမြစ်တွေကကြွက်ကလေးလမ်းမြင်နိုင်တဲ့အနေအထားမှာမဟုတ်တာမို့အပေါ်ကိုလှမ်းခုန်တက်ဖို့ခက်ခဲတဲ့။ဒီလိုခက်ခဲနေတဲ့ကြားထဲရပဲကြွက်ကလေးကမရရအောင်လှမ်းခုန်တက်ပါတဲ့။ကြွက်ကလေးလှမ်းခုန်တက်လိုက်ပြန်ပြုတ်ကြလိုက်။ပြန်ပြုတ်ကြလိုက်လှမ်းခုန်တက်လိုက်နဲ့ဒုတိယကြွက်ကလေးကအကြိမ်ကြိမ်ကြိုးစားနေတဲ့။ဒီလိုနဲ့ပထမကြွက်ကလေးကဟိတ်ကောင်မမြင်နိုင်မှန်းသိရတဲ့ဘာလို့အပေါ်ကိုခုန်တက်နေရလဲ။မွေးကြိုက်ပြီးမသေးပဲပြုတ်ကြလို့တင်းနေအောင်မင်း။ ်စိတ်ညစ်ရတဲ့ကြားထဲမင်းအတွက်စိတ်ပူပေးနေရတာတမျိုးဆိုပြီးဟောဟင်ကြီးထွားပါတဲ့တို့ပေမဲ့ဒုတိယမြောက်ချက်ကလေးကဘာဝမှအာရုံမဆိုင်ပဲတင်းမြစ်ပေါ်အတွက်တက်ဖို့နဲ့တင်းမြစ်ပေါ်ကနေတဆင့်တွင်ဟောင်းကြီးရဲ့အပေါ်ရောက်ဖို့ကအာရုံဆိုင်နေတဲ့ပထမချက်ကလေးကအော်ဟင်ကိုကြည့်လိုက် မောရင်နားလိုက်ဒုတိယချက်ကလေးကအပေါ်ကိုခုန်တက်လိုက် ပြုတ်ကျလိုက် ပြုတ်ကြလိုက်ပြန်တက်လိုက်နဲ့ဖြစ်နေခဲ့ကြပြီးဒီလိုနဲ့တဖြည်းဖြည်းနေဝင်စားပြူလာကမောင်ရိပ်တန်းလာခဲ့ပါတယ်။အမောင်ရိပ်တန်းလာလေးလေးပထမကြက်ကလေးကပိုပြီးအော်ဟင်းကိုကျွင်းကြီးတွားလေးလေးဒုတိယကြက်ကလေးကတော့တင့်မြင့်တေးစီရောက်ဖို့ပိုပြီးစူးစမ်းလေးလေးပါ။ဒုတိယကြက်ကလေးကခဏခဏပြုတ်ကြတဲ့ဒဏ်တွေကြောင့်ကိုယ်ပေါ်မှာဒဏ်ရာတွေဖြစ်နေခဲ့ပြီးမယ်။တနာစရာကြက်ကလေးကဒီဒဏ်ရာတွေကိုလုံးဝမမှုပဲအဆက်မပြတ်စူးစမ်းနေခဲ့ပါတယ်။ ကျွက်ကလေးဘလောက်စူးစမ်းစူးစမ်းတင့်မြင့်ကြီးစီကို မရောက်ခဲ့တာမို့ကျွက်ကလေးစိတ်တက်ကြလာခဲ့ပါတယ်။ဒီလိုနဲ့ဒုတိယကျွက်ကလေးလည်းလက်လျှော့လိုက်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ဒါပေမဲ့ကျွက်ကလေးရဲ့ခေါင်းထဲကိုအတွေ့တစ်ခုရုတ်တရက်ရောက်လာခဲ့ပါတယ်။အဲ့ဒီအတွေ့ကဘာလဲဆိုတော့ငါမမိသားစုရှိသေးတယ်။ဒီအချိန်ဆိုငါ့ကိုငါမိသားစုတွေမျောနေကြလောက်ပြီဆိုတဲ့အတွေ့ပါ။ဒီအတွေ့အကြုံမဲ့ကြွက်ကလေးဟာတင့်မြင့်ကြီးစီရောက်ဖို့ပိုအားထည့်ပြီးစူးစမ်းပါတော့တယ် ပထမတစ်ခေါက်ကြွက်ကလေးပြုတ်ချသွားပါတယ်။ဒုတိယတစ်ကြိမ်ထက်ကြိုးစားတော့လဲကြွက်ကလေးမအောင်မြင်ခဲ့ပါဘူး။မိသားစုကိုလမ်းထဲစိတ်နဲ့တတိယမြောက်တစ်ကြိမ်ထက်ကြိုးစားလိုက်တဲ့အခါမှာတော့မထင်မပဲတင့်မြင့်ကြီးကိုလှမ်းမိသွားခဲ့ပါတယ်။ဒီတင့်မြင့်တဲ့နယ်တွေကနေတွေ့တဲ့ရင်ဒုတိယကြွက်ကလေးဟာတွင်ဟောင်းကြီးရဲ့အပေါ်ကိုရောက်ရှိသွားခဲ့ပါတော့တယ်။ဒုတိယကြွက်ကလေးဟာပထမကြွက်ကလေးကိုပြန်ကူညီဖို့ကြိုးစားမယ်အလုံးမှာငွေကြီးရသူ့ဥလေးရှိရာစီပြန်လာတာကိုမြင်ရလေတော့ ရင်နာနာနဲ့ပထမကြွက်ကလေးကိုထားခဲ့လိုက်ရတဲ့ဒီလိုနဲ့ပထမကြွက်ကလေးဟာမွေကြီးရဲ့တက်ဖြတ်ကြိုက်စားခြင်းကိုခံလိုက်ရပြီးတည်ဆုံသွားတော့တဲ့ပုံမြင်လေးရတော့ဒါပါပဲကျွန်တော်တို့ရေပုံမြင်လေးကို ပြန်သုံးသပ်ကြည့်ရအောင်ပထမကြွက်ကလေးကအခက်အခဲပြဿနာတွေနဲ့ရင်ဆိုင်ရတဲ့အချိန်မှာအဲ့ဒီပြဿနာတွေကိုနည်းနည်းလေးတောင်မှဖြေရှင်းမကြည့်ပဲစိတ်ဓာတ်ချအယုံပြေးနေခဲ့ပါတယ်နောက်ပြီး ဘလို့စူးစမ်းစူးစမ်းတင်ရမှာပါပဲလင်းဆိုတဲ့အတွေ့ကို အရင်ဆုံးစပြီးတွေးတော့တာကြောင့်ကြွက်ကလေးတွေးတော့သလိုပဲတကယ်ထိဆုံးသွားခဲ့ရပါတယ်ဒုတိယကြွက်ကလေးကတော့ပြဿနာတစ်ခုကိုကြုံတွေ့ရတဲ့အခါငါဒီပြဿနာကိုဘလို့ဖြေရှင်းရမလဲဆိုတာအရင်ဆုံးတွေးတော့ပါတယ်ရှိသမျှခွန်အားနဲ့တက်ဆွမ်းသမျှစူးစမ်းပါတယ်စူးစမ်းရင်စူးစမ်းသလောက်အောင်မြင်မှုမရခဲ့ပေမဲ့လုံးဝလက်လျှော့မသွားပါဘူး။ဘလို့အချိန်နေမျိုးမှာပဲဖြစ်ဖြစ်သူလှုပ်ရှားရှိတာကိုဆက်လုပ်နေခဲ့ပါတယ်။ 調査ဆရာရှိတာ調査နေခဲ့ပါတယ်။ဒီအတွက်ကြောင့်ပဲသူဟာတေဘေးမှာလွတ်ကင်းပြီးချင်းရတဲ့မိသားစုတွေစီကိုပြန်လည်ရောက်ရှိသွားခဲ့တာပါ။အခုလူငယ်တွေကိုပြောချင်တာက調査ရင်調査တဲ့လောက်ပြန်မရတဲ့အခါစိတ်ဓာတ်ကျမသွားပဲလုပ်ဆရာရှိတာကိုဆက်လုပ်ကြဖို့ပါပဲ။調査ဆရာရှိတာဆက်調査ပါ။ပြဿနာတွေအကြောင်းကိုအများကြီးမတွေးပါနဲ့။အနာဂတ်အကြောင်းကိုလည်းကြိုပြီးတွေးမပူပါနဲ့။နိုင်ငံခြားသွားတဲ့အခါစံနာတွေအများကြီးမတွေးပါနဲ့။သင်စရာရှိတဲ့ဘာသာစကားကိုဆက်တင်ပါ။ လှုပ်တက်နေတင်တာကိုဆက်လုပ်ပါချမ်းသာတဲ့လူဖြစ်နေတဲ့အခါဖြစ်တဲ့ skill တွေကိုအရင်ဖြည့်ပါတမအားစီဝါအလုံးမှန်သမျှပင်မလဲအကုန်လုပ်ပါလူငယ်တွေအနေနဲ့အနာဂတ်ပျောက်သလိုခံစားရတယ်ဆိုတာပြဿနာတွေအကြောင်းကိုအများကြီးတွေးတောနေကြလို့ပါ လုပ်ဆရာရှိတာတွေမလုပ်သေးလို့ပါကြိုးစားစရာရှိတာတွေကိုအာတွန်ကွန်ဆိုင်မကြိုးစားကြသေးလို့ပါကြိုးစားရဲ့ပြင်မလာတဲ့အခါမိသားစုကိုပြင်းမြင်ပါတင်ချမ်းသာရင်တင့်ရဲ့မိဘကိုကောင်းမွန်စွာထားနိုင်မယ် တင်အောင်မြင်လာရင်တင့်အတွက်တင့်မိသားစုတွေဂုဏ်ရှိမယ်။တင့်တငယ်ချင်းတွေဂုဏ်ရှိပါလိမ့်မယ်။အားလုံးပဲမိသားစုအတွက်အများကြီးကြိုးစားနိုင်ကြပါစေ။ပြဿနာတွေနဲ့ကြုံတွေ့ရတဲ့အခါဒုတိယကြွက်ကလေးလို အားမလျှော့လိုက်ပဲပန်းနိုင်ကိုအာရုံစိုက်နိုင်ကြပါစေ။ဆောင်မလေးကိုဖတ်တဲ့အခါစာသားအမအရင်းများပါခဲ့ရင်ကျမစာဖတ်သူဤပေါ်ဆောင်မှုသာဖြစ်တာကြောင့်အနုအညွတ်တောင်းမှန်အပ်ပါရဲ့ရှင်။ အချိန်ပေးအပေးနားဆင်ခဲ့ကြတဲ့တော်လန်ညီအကိုမောင်နှမများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်ကျမမီယာပါ